အားလုံးမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမောင်ခိုင်သိရေးသားတဲ့အရေးကောင်းဒိန်းနောင်ဖြစ်ဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်ဘာများရှိနေတာတော့ကိုတင်ရဲတဲ့အမြင့်ကယခုလိုကျွန်တော်ကိုမေးပြန်တော့ကျွန်တော်ကတာပြီးရည်ချင်လာပါသည်ကြည်လေသူတယောက်တည်းရှိနေတယ်တခါထက်ပြီး အမြင့်ကဆိုပြန်ပါသည် နောက်တော့ပြောပြမှာပေါ့အမြင့်ရဲ့ဟင်းအင်းဟင်းအင်းခုပြောခုပြောအမြင့်ကကျွန်တော်ရင်ခွေမှရုံထွက်သွားပြီးသူ့လက်ကလေးများဖြင့်ကျွန်တော်ပခုံးနှစ်ဖက်ကိုလှုပ်၍မျက်နာချင်းအက်ကမေးနေပြန်သည် သူမေးနေသည်ကိုလွယ်ကူစွာဖြေလိုက်ပြောလိုက်ခြင်းမ၏သူစီကမူရည်ကျင်လွန်းနေ၍ကျွန်တော်နှုတ်မှပြော၍မဖြစ်နိုင်ခဲ့ပါ ကြံခဲ့သော၅နှစ်လောက်ကဖြစ်ပါသည် ကျွန်တော်တို့အိမ်နဲ့မလန်မကန်အိမ်တွင်ကိုရင်တာမောင်ရှိပါသည်ထိုစဉ်ကကျွန်တော်သည်အသက်73နှစ်သားလောက်ရှိပြီးကိုရင်က ကျွန်တော်ထက်အသက်9နှစ်လောက်ပိုကြီးပါသည်ကိုရင်နဲ့ကျွန်တော်မှာမိတို့မြဆွေမျိုးတော်ဆက်ခြင်းမရှိတော့လေညီအကိုရင်တမျှထက်ပို၍ချစ်ခင်ကြသဖြင့်ကိုရင်နဲ့ကျွန်တော်မှာဘဲသွားသွားဘဲလာလာတတွဲတွေဆိုပါတော့တောရွာဒလိထုံးစံရညနေခင်း မိမ့်မပြိုလေးတွေ ရေကန်တွင် ရေခတ်နေစဉ်ကိုရင်ကမလန့်မကန့်မှသွား၍ရစ်တီရစ်တီလှုပ်သောအခါကျွန်တော်က သူ့ဘေးမှရှိပါသည်ဆိုင်းတန်ပုံတန်တစ်ချိန်ချိန်နှင့်ရွာတွင်ဖျားပွဲတော်ကျင်းပ၍ကိုရင်တို့လူပြိုကာလာသားတစ်တိုက်ကအိုးစီဒိုးဘက်ဝိုင်းများအကအခုံတွေနှင့်လှဲသောအခါတွင်လည်းကျွန်တော်ကတီးချင်းတွေတကြောကြောအော်၍သူ့အပားမှလိုက်ရပါသည်ဝါတွင်ဥပုံနှင့် အာယုံနိဗ္ဗာန်စော်လှဲ့သောအခါတွင်လေကိုရင်နှင့်အတူကြီးစီရိုက်ဖို့ပါပါသည်ဥဒိုရေးပြင်ဝမ်းရေးအတွက်စပားရည်စပားသိမ့်ဆသောလေလုံငန်းလှုပ်ချိန်တာငါဖန်းချိန်နှင့်လေပစုံလုံးနိုင်ချိန်တွင်မှလည်းကျွန်တော်ကပ်၍ပါပါသည် ထိုကိစ္စတွေပါမကပဲရွာတောင်ကဘာလာတို့လူတိုင်းနှင့်ရန်ဆောင်ကြသောအခါတွင်လေကိုရင်ဘက်ကအမြဲရှိပါသည် ရွာဦးမှာ ကိုရင်ထမ်းရည်တွားမော်သောအခါ ကျွန်တော်အဖိုးထမ်းရီမမောရသည့်တန်အောင်ရုံသားကင်လေးစားရန်ဖြစ်ဖြစ် သူ့ဘေးမှာရှိပါသည် ထို့ကြောင့်ရွာကလူတွေနှင့်အိမ်ကအဖားတို့ကပါငတင်တယောက်လဲသူတော်ချင်းချင်းတရင်လွဲ့လွဲ့ပေါင်းဖက်တွေဆိုတာမျိုးလိုတာမောင်နဲ့တော့တွေ့နေပြီကွာဝါဇိုလာဝါဇိုသင်္ကန်းကပ်ပွဲတော့ပြုလုပ်ချိန်မှာကိုရင်နဲ့မမဆိုင်တို့တွေ့ပြီး လူချင်းရင်းနှီးသွားပါသည်ဟိုစဉ်ကမျက်စိချင်းမျှသာဆုံခဲ့ရတော့လေ ယခုတော့လူချင်းမှရင်းနှီးခဲ့ရပါသည်။နောက်ကိုရင်ကတဲတဲမဲမဲစူးစားတော့ကြောင်းတဦးနဲ့တဦးချစ်ကြိုက်သွားကြပါသည်။သူတို့နှစ်ယောက်ကြားစာပေးစာယူနှင့်ဟိုကစကားဒီပို့ဒီကစကားဟိုကိုပို့လောက်ရသူမှကျွန်တော်။ကိုရင်နဲ့မမချိုင်းသည် စာပေးစာယူနှစ်သာ အချိန်တွေကုန်ပြီးလူချင်းတွေ့ရသည်မှနေပါလှပေသည်။လူချင်းတွေ့ရခြင်းကြပြန်တော့လေဘေးပတ်ဝန်းကျင်ကြောင် ခဏလေးမျှသာစုံကြရပါသည်ဒီနေ့တော့တစောင်မုံလာပြည်နေညပေမို့ကောင်းကင်မြေမှာလာမင်းကြီးကအစွမ်းကုန်အလင်းရောင်တွေပေးနေသည် အချိန်ကတကောင်ကြောနေပြီဖြစ်သည့်အတွက်ရွာထဲမှာဘာသာမှမကြားရပြီတခါတခါတော့ကြက်တော်တန်ကလေးပေါ်လာသည် ရွာပြင်ဆက်ပွဲမှာဆိုင်းတန်ပုံတန်တွေကတစ်ချိန်တစ်ချိန်လေဝှေ့တွင်ကြားရသည်မမကြိုင်တို့အိမ်နောက်ဖေး ငါပြောပင်တွေကြားထဲမှာ ကျွန်တော်ကထိုင်နေသည်ငါပြောရွက်တွေကို လေတိုး၍တစ်ဖြက်ဖြက်မြည်နေသောကြောင့်ကိုရင်နှင့်မမချိုင်းတို့စကားပြောနေကြသည်ကိုနားဆွင့်၍ထောင်ကြည့်တော်လဲမကြားရပေညနေဆောင်ရေကန်မှာမမချိုင်းနှင့်တွေ့စဉ်မမချိုင်းကဟဲ့မောင်တင်နင့်ကိုပြောလိုက်ဒီနေ့ညတို့အိမ်တော်ဖေးကိုလာခဲ့လို့ညကျရင်အဘနဲ့အမေတို့ရဲ့တေလုံးပွဲသွားကြည့်လိမ့်မယ်ဘယ်ချိန်လောက်လဲ တိတိကျကျပြောမှဖြစ်မှာပေါ့ဗျာမမကြိုင်ရအချိန်တိတိကျကျပြောလို့မဖြစ်သေးဘူးမောင်တည်းရဲ့အမေတို့အိမ်ကအထွက်ကိုနင်တို့တနေရရာကစောင့်ကြည့်ပြီးတော့လာခဲ့ပေါ့ဒီလိုမမကြိုင်ကမှာ၍ကိုရင်ကိုပြောပြီးညာပိုင်းမမကြိုင်တို့အိမ်သားတွေပွဲအသွားမှာကျွန်တော်တို့လာခဲ့ကြခြင်းဖြစ်ပါ၏မမကြိုင်တို့အိမ်နောက်ဖေးရောက်တော့ခါကိုရင်ကတကားကိုအသာတွားခေါက်သည်တွင်တကားပွင့်သွားပြီးကိုရင်ကအပေါ်သို့တက်သွားပြီးနောက်တကားပြန်ပိတ်သွားသည် ကိုရင်တို့ဘာတွေများပြောနေကြပါလဲကျွန်တော်ကတော့ငါပြောတော့တဲ့တွင်ဖြုတ်ကြိုက်ခံ၍စောင့်နေရသည်သူတို့ဘာတွေပြောနေလဲဆိုတာကြားရရင်လည်းအကောင်းသားဟောကြက်တော်မြန်ပြီရွာပြင်ကပွဲကလည်းနှစ်ပါးသွားပြီလို့စိုင်းချတာနဲ့တူတယ်ချမ်းတော်ချမ်းလာပြီသူတို့ကတော့တိတ်ဟန်ကြနေတယ်အိမ်ပေါ်မှာတကားတွေအလုံးပိတ်လို့ဒီကောင်တော့လေးတိုက်ထဲမှာတက်ရောက်တယ်လာကလည်းတားလိုက်တာဗျာလာရောင်က ငါပြောရွက်တွေကြားထဲသို့အတင်းတိုးဝင်လာသောကြောင့်အပင်ခြေရင်းတွင်ပုံထားသောမြေဆိုင်ခဲများကိုအထင်းသားမြင်ရသည့်အလျောက်ခဲတလုံးကိုကောက်ကာကဲဖြစ်ချေဘူးခဲနဲ့ထုမှာပဲတော်ကြလူကြီးတွေပြန်လာရင်အားလုံးမိကုန်လို့ဒုက္ခရောက်နေမယ်ခဲနဲ့ပြစ်လိုက်မယ်နမတ်တက်ကွာခဲသည်ကိုရင်ဝင်သွားသောတကယ်ရွက်ကိုကောင်းစွာထိမှန်ပါသည်သို့တော်လဲဘာသာမှမကြဘလို့မှမနည်း อืมခက်ချီရောနမနစ်ခဲကွာဒုတိယကြိမ်ထပ်ပေါက်ပြန်တော့လေဘာသာမှမကြားဘလို့မှမနီးကဲဟာဒါနောက်ဆုံးပိတ်နမသုံးကွာဟင်ဘာသာမှလည်းမကြားပါလားကိုရင်တို့အိတ်များပြောနေပြီလားဩငါကပြေစောင့်လိုက်ရတာတညာလုံးသူတို့ကတော့အကြီးဆိုင်ပြီးမေ့နေကြတယ်อืมသုံးလုံးပြည့်လို့မှမကြားရင်နားပါ꿰အောင်ပြစ်လိုက်မယ်ကဲနမလေးအပူပြိုးခဲလုံးအကြီးဆုံးတစ်လုံးကိုရှား၍ ပြစ်လိုက်ပါသည်ခက်ပဲခက်ရကြည့်ကြည့်ပါဦးဒါလောက်တောင်ဖြစ်လာတာငါကငါတယောက်တည်းပွဲသွားကြည့်မယ်ပြောပြောဆူဆူငါပြောပင်တွေကြားမှာ ထွက်ခဲ့ပါသည် အတော်ပင်စိတ်ဆိုးစရာ ကောင်းတော့ကိုရင်ဖြစ်ပါသည်ညာဦးကတော့ငါညီအားအကိုနဲ့လိုက်ခဲ့ပါကွာဘာညာနဲ့ဟောအခုတော့ဒီကောင်ကိုမေ့နေပြီဒါတော့ဖြီးသွားသေးတယ်တကောင်ကြက်တော်ပြီးရင်ငါဝင်သွားတဲ့တကယ်ရွက်ကိုခဲနဲ့တုံးချင်ပေါ့တဲ့အဲ့ဒီတော့ငါဆင်းလာမယ်တဲ့ အခုတော့သုံးချိန်မကပါဘူးဗျာလေးချိန်တော့ပေါက်ပါတယ်ဘာဒီများဒီလောက်တောင်အရေးကြီးနေရတယ်မသိပါဘူးတဲငါပြန်ပြီးခဲကြီးကြီးနဲ့ထပ်ပေါက်လိုက်ရအိမ်မှာပြူသွားပါတော့မယ်ကိုရင်တာမောင်နဲ့မမချိုင်တို့မင်္ဂလာဆောင်ပြီးတော့ခါကျွန်တော်တွင်တွဲမိသူမရှိတော့ပါ ကိုရင်ကသူ့လူလားချက်တွေပြေးသွားပြီကိုဒီနောက်ကျွန်တော်၁၈နှစ်အရွယ်တို့ရောက်လာတော့ခါကျွန်တော်တို့အိမ်နဲ့တိန်ကျော်မှာ တောင်းလိုင်လေးကကျွန်တော်သွားရတော့တကောက်ကောက်လိုက်လာပါတော့သည်ရခင်ကကိုရင်တာမောင်နောက်တော့ကျွန်တော်ကအမြဲလိုက်ခဲ့သလိုခုလေတောင်းလိုင်လေးကကျွန်တော်နောက်တော့လိုက်ခဲ့ပြီတစားမုံလာပြီနေညပင်ဖြစ်သည် သို့တော်လေယခုလာပြီနေညနေရခင်လာပြီနေညသည်ငားမိုးမြ၊ကွာချခဲ့ပေပြီရွာဦးကျောင်းတွင် ကထိန်သင်္ကန်းကပ်ပြီး ရွာပြင်တွင်ပွဲခံလေသည်ပွဲကြည့်ရန် အမြင့်တို့တရင်သားလုံးတွားကြတော့လဲအမြင့်ကခေါင်းကိုက်လို့ပွဲမကြည့်ပဲအိမ်ဆောင်နေခဲ့တော့မယ်ဆိုပြီးအိမ်မှာနေရခဲ့တော့ကြောင့်ကျွန်တော်အဖို့တညာလုံးသူနဲ့စကားပြောခွင့်ရပြီတော့မည် အမြင့်တို့ခြံတော့မှာတော့တောင်းလိုက်လေးတရာစောင့်နေ၍ဘေးရန်ကို စိတ်ချရပါသည် အမြင့်တို့အိမ်ပေါ်သို့ရောက်တော့ခါအမြင့်သည် စကားတွေဖောင်းနေအောင်ပြောပါ၏သူပါရီပြောနေသည်ကို မမတ်မိနိုင်အောင်ပင်ဖြစ်ပါသည်ဒီလိုစကားပြော၍ကောင်းနေစင်မှာထောက်ခနေခဲတလုံးက အိမ်နောက်ဖေးဘော့ကိုလာမှန်၏ဟာခေါင်းလေးကလည်းစိုးရှိသေးတယ်ကျွန်တော်စိတ်ကထင်မိပါ၏အမင်းကခဲကြတံကို အမှုမဲ့အမတ်မဲ့ကြောင့်လာတော့မသိဘာမှမသိသလိုပဲနေ၏တအောင်းလောက်မြကြလဲထောက်ခနေဒုတိယခဲလုံးကြလာပြန်၏ဒီတော့မှ အမင်းကကိုတင်အဲ့ဒါဘာတန်လဲရင် ိတ်တိတ်စကားမပြောနဲ့အတာနေကျွန်တော်စိတ်ကတော့ထင်မိပါသေးသည်။음အရေးကောင်ဒိန်းနောင်ဖြတ်ဒီကောင်လေးခေါ်လာမိတာမှားတာပဲ။တောက်ခနေတတိယခဲလုံးကဒုတိယခဲလုံးကြာတဲ့ထက်ပိုပြင်း၏။ကိုတင်ဒါဘသူပြစ်တာလဲ။ကိုတင်တငယ်ချင်းတွေပြောလာခဲ့သလား။ဟုတ်လိုက်။ချစ်ဆရာကြီးကွယ်။အမင်းကတဒွတ်တွတ်နဲ့ပြောနေစင်မှာဝုံငနေစဒုဒ္ဓချင်းမြောင် အပူခဲနဲ့တူပါသည် ခပ်ပြင်းပြင်းကြလာတော့ကြောင်းအမင်းကကြောက်အားလန်အားနဲ့ကျွန်တော်ကိုဖတ်ထားပါသည်ဒီနောက်တော်တော်ကြာတော့ခဲကြတဲ့မကြားရတော့ပဲရွာထဲမှာခွေးဟောင်တန်းတွေသာကြားရပါသည်ဟိုစဉ်ခါကကိုရင်အဖြစ်နဲ့ယခုကျွန်တော်အဖြစ်ကိုဆက်ဆက်တွေးမိပြန်ရာကျွန်တော်ကြီးလိုက်မိသည်တွင် အမင်းကမေးပါသည်ဘာများရှိနေတာတော့ကိုတင်ရဲတဲ့နာစင်ပေးသူအားလုံးကို ကျေးဇူးတူပဲတင်ရှိပါရရှင်